္ဂလာပါရှင် People's Spray ရဲ့ညနေခင်းသတင်းစီစဉ်ပါဒီနေ့အောက်တိုဘာ9ရက်နေ့အတွက်ဂျမုံပြောပြသွားမယ့်သတင်းတွေကတော့မုံရနမခါကိုရော့ကက်တွေနဲ့ပစ်ခတ်တိုက်ခိုက်တဲ့ဖြစ်စဉ် MNDAA ကိုစစ်ရှုံးခဲ့တဲ့စစ်တပ်ရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခလက်အောက်ခံတပ်တွေကိုကလေးတမှုဘက်ပို့တဲ့သတင်းပင်လောင်းမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေတဲ့အခြေအနေလုံလောက်တဲ့စေကူတာကွေမရလို့နိုင်ချင်းတအူးထမှန်ဆုံးပါတဲ့အကြောင်းဒီသတင်းတွေနားဆင်ရမှာပါ။ စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကိုရော့ကက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ကြရမှာစစ်အုပ်စုဝင်တွေထိခိုက်သေးဆုံးမှုရှိပြီးရဲခါကိုတောင်နှလုံးပါပျက်စီးတယ်လို့ချင်းတွင် Rocket Brother CRB အဖွဲ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ2ရက်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါတွေကို Rocket 10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ကြတာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်စစ်တမ်းရုံးကအရာရှိ9ဦးနဲ့ရဲခါကိုတောင်ဆောင်စစ်သည်2ဦးသေဆုံးခဲ့ကြောင်းဒါအပြင်တပ်တွင်းမိသားစုဝင်9ဦးသေဆုံးခဲ့ကြောင်း ချင်းတွင်း Rocket Brother CRB အဖွဲ့ကအသိပေးပါတယ်ဂျမ်မီသားစုဝင်တွေကိုတော့တက်စေယုံစီအရေးပေါ်ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်နာမခစစ်တမ်းရုံတဲ့ကရိခါကူတော်နှလုံးပြိုကျပျက်စီးခဲ့တယ်လို့အသိပေးထားပါတယ်ထိခိုက်သေးဆုံးမှုကိုတော့တက်တွင်းသတင်းပေးစီကတဆင့်သိရတာလို့ CRB အဖွဲ့တာဝန်ရှိသူကပြောပါတယ်ထိခိုက်သေးဆုံးမှုတွေကို People Spring ကတော့တီးကြအတီးပြုတ်နိုင်တာမရှိသေးပါဘူး။အဲဒီအောက်တိုဘာ2ရက်ညကတိုက်ခိုက်ခံရပြီးတဲ့နောက နမခတဲကနေလက်နက်ကြီးနှလုံးထမင်းပြန်လဲပစ်ခတ်ခဲ့ပြီးဒရုန်းနဲ့ပါကင်းထောက်ခဲ့တယ်လို့မုံရွာရက်ွက်ကင်းထောက်များအဖွဲ့ကအသိပေးထားပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကနမခတဲကနေဒေသခံပြည်သူတွေကိုလက်နက်ကြီးနဲ့တိုက်ခိုက်တာဆက်တက်လေဒီနဲ့ဘုံကျဲတာတွေပြုလုပ်နေပါတယ်။မနေ့ကသတင်းကြော်လာပြည်ညမှာတင်မုံရွာနဲ့ချောင်းဦးအဆက်မှာစီမီထိုးနေတဲ့ပြည်သူတွေကိုဆက်တက်လေဒီနဲ့ဘုံလာကျဲလို့ပြည်သူ20ကျော်သေဆုံးပြီး90နီးပါးဒဏ်ရာရခဲ့ပါတယ်ရှင်။ စ်ကောင်စီတပ်ကလာရှုမြို့အခြေစိုက်ရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခလောက်ခံတရင်တွေကိုစကိုင်းတိုင်းကကလေးတမူးမြို့တွေစီပူဆောင်ပြီးအင်အားဖြည့်တင်းနေပါတယ်။ရှမ်းမြောက်ကရမခလောက်ခံတရင်တွေကိုပြီးခဲ့တဲ့စက်တင်ဘာလဆန်းကစတင်ပူဆောင်ခဲ့ပြီးလက်ရှိမှာစစ်ကြောင်းထိုးတာတွေလုပ်နေတယ်လို့ကလေးမြို့ကတော်လန်ရေးအင်အားစုတွေပြောပါတယ်။ရမခလို့အတူကောက်ခေါ်တဲ့ရှင်းမြောက်တိုင်းစစ်ဌာနချုပ်က10-20ခုစစ်စင်ရေးနဲ့အတူ2024ဩဂတ်မှာကိုကန်တမတော် MNDAA နဲ့မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်သိမ်းယူတာခံရတဲ့စစ်ဌာနချုပ်ဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးမှာရမခတိုင်မူဗိုလ်ချုပ်စိုးတင်ကို MNDAA ကဖမ်းဆီးခဲ့တယ်လို့စစ်သားအများစုကအလင်းဝင်တာလက်နက်ချရှုံးပေးတာတွေပြုလုပ်ခဲ့ကြပါတယ်။စစ်ကောင်စီတပ်ရဲ့စစ်တုံးပန်းတွေကို MNDAA ကအသုတ်လိုက်ပြန်လွှတ်ပေးခဲ့ပါတယ်။ဒီနှစ်ဧပြီမှာတော့တရုတ်နိုင်ငံရဲ့အကူအညီနဲ့စစ်ကောင်စီကလာရှုံမြို့ကို MNDAAC ကနေပြန်လည်ရယူခဲ့ပါတယ်။ရမခကိုလည်းစစ်ကောင်စီတပ်က ပြန်လည်နေရာယူခဲ့တာပါ။လက်ရှိမှာတော့စစ်ကောင်စီတပ်ဟာ နိုင်ငံအရှိမြောက်ပိုင်းကတက်တွေကိုနိုင်ငံအနောက်မြောက်ပိုင်းကလေးတမှုဘက်ပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ကလေးမျိုးကာကွယ်ရေးရဲဘော်တို့ပြောတာကရမခကတက်တွေရောက်လာပြီးသူတို့နဲ့အတူစစ်မှုတန်းတနင်းဆင်းတွေအများကြီးပါတယ်လို့ People Spring ကိုပြောပါတယ်။အင်အားအတော်များပြီးကလေးမျိုးနယ်တွေကနန်းဆောင်ဘူးရွာဘက်ကိုစစ်ကြောင်းဝင်နေတယ်လို့သူကဆက်ပြောပါတယ်။လက်ရှိရမခတိုင်းမှုအဖြစ်ဗိုလ်မှူးချုပ်အေမင်ဦးကတာဝန်ယူထားတယ်လို့သိရတာပါ။ရမခအောက်မှာတရင်16ရင်ရှိနေပြီး သုံးပုံတစ်ပုံထပ်မနှဲကိုကလေးနယ်တမှုအပါဝင် စကိုင်းတိုင်းဘက်ပို့လိုက်တယ်လို့စစ်ရေးသတင်းရှင်းပြတဲ့ဦးကပြောပါရရှင်။ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်တောင်မဲသိန်းရွာအနီးမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံသတင်းရှင်းပြတဲ့ဆစ်ဆောင်ကုညီနေသူတွေကပြောပါရတယ်။အောက်တိုဘာ9ရက်ဒီနေ့မနက်ပိုင်းကစလို့စစ်ကောင်စီတပ် PNO ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့တော်လှန်ရေးတပ်တွေအကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာလို့ဆိုပါရတယ်။တော်လှန်ရေးအင်အားစုဘက်ကပြန်ပြီးထိုးစစ်ဆင်တယ်လို့သိရပြီး လက်နက်ကြီးနဲ့လက်နက်ငယ်ပစ်ခတ်တံတွေအစုံချားနေရတယ်လို့ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တိုက်ပွဲအနည်းကကြေးပါတယ်အနည်းနဲ့လုံခြုံရေးအထူးဂရုစိုက်ကြဖို့နဲ့လူစုလူဝေးလုံးဝမလုံကြဖို့စစ်ဆောင်အရေးကူညီနေတဲ့ကိုရာဇာကတိုက်တွန်းပါတယ်။စစ်ကောင်စီတပ်ကအချိန်မရွေးလေရင်နဲ့ဘုံကျဲတာအသေးကန်ဒရုန်းနဲ့ဘုံကျဲတာအပြင်လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလှုပ်ဆောင်တဲ့အတွက်အမြဲသတိချက်ကြဖို့သူကဆက်ပြောပါတယ်။ပင်လောင်းမြို့နယ်လုံးပြင်းကြေးရွာအုပ်စုတွေကတောင်မဲအသင်းပင်ပွန်နန်နေ လုံးပြင်စတဲ့ကြေးရွာတွေကိုဒေသခံတော်လှန်ရေးတပ်တွေနဲ့ကရင်နီပူပေါင်းတပ်တွေကအနေမြေစိုးမိုးထားခဲ့တာပါဒါပေမဲ့ပြီးခဲ့တဲ့စက်တင်ဘာဒုတိယပတ်ကစစ်ကောင်စီတပ်နဲ့ PNO တို့ကအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်ပြီးပြန်ယူခဲ့တယ်လို့သိရပါတယ်ကရင်နီနဲ့ရှမ်းတောင်အစပ်ကဖဲခုံမြို့နယ်နဲ့မိုးပြဲမြို့ဘက်မှာလဲစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ် PNO တို့ပူးပေါင်းစစ်ရေးလှုပ်ရှားတာကြောင့်ဂျိုကြားဂျိုကြားတိုက်ပွဲတွေရှိနေတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ခ NDF ကမနေ့ကထုတ်ပြန်ထားပါတယ်ရှင်။ တနင်္သာရီတိုင်းတဝဲအကျဉ်းထောင်မှာပြည်တံကြာခံနေတဲ့နိုင်ငံရေးအကျဉ်းသားတဦးလုံလောက်တဲ့ဈေးကူတာခွင့်မရလို့ဆုံးပါသွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီနေ့အောက်တိုဘာ9ရက်မှာထုတ်ပြန်ပါတယ်။ထောင်ဒဏ်၈နှစ်ကြာခံနေရတဲ့အသက်48နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးဟာအောက်တိုဘာ3ရက်မှာနှလုံးဆီးချိုးကြောက်ကက်ရောဂါတို့နဲ့ထောင်ပြင်ပဆေးရုံမှာသေဆုံးသွားတာဖြစ်ပါတယ်။ငကိုယောဂအခမ်းအကြောင်းမကြာခဏဆေးကုသမှုခံယူနေရတာဖြစ်ပြီး ထောင်တွင်းမှာကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တာကြောင့်အသက်ဆုံးရှုံးရတာလို့ PBNM ကပြောပါတယ်။တချို့ကမသေးဆုံးတင်ပဲသေဆုံးရတဲ့အခြေအနေတွေရှိပြီးထောင်တွင်းမှာအာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုမရတာကြာလာတာနဲ့အမျှယောဂါတွေကိုခံနိုင်ရည်ရောနေလာတဲ့အတွက်ထောင်တွင်းမှာသေဆုံးနိုင်ခြေပိုပြီးများတယ်လို့ PBNM ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပါရယ်။တဝဲချင်းထောင်မှာထောင်ဆရာဝန်ထောင်ဆေးရုံမရှိတဲ့အတွက်ယောဂဆိုးရွားတဲ့သူတွေကိုပဲထောင်ပြင်ပဆေးရုံမှာကုသရတယ်လို့သိရပါရယ်။ ကိုအောင်ကိုဦးကအာနာသိစစ်တပ်ကိုစန့်ကျင်ဆန္ဒပြပွဲတွေမှာဥဆောင်ပါဝင်ခဲ့ပြီးတဲ့နောက်2021မေလ14ရက်မှာတဝဲမြို့ရှင်မုတ်ထီးရွာကနေအိမ်မှာဖမ်းဆီးခံရတာဖြစ်ပါတယ်။အဲ့ဒီနောက်ထောင်ရှစ်နဲ့ချခံရတာပါအခုနှစ်အတွင်းမှာတင်ထောင်ထဲမှာလုံလောက်တဲ့ဈေးဝကုသခွင့်မရလို့တေဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား24ဦးထိရှိလာပြီလို့ PPNM ကစည်ရင်ပြုစုထားပါတယ်ရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။